နေပြီးတော့လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုတာဝန်ယူရတဲ့အမှတ်6စစ်စင်ရေးအထူးအဖွဲ့ကစားထား6ကိုအာနာသိစရကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ကစားထား6ကိုစပရီမာလပထမအပတ်ကဖျက်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာကစားထား1နှစ်နဲ့3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စစ်ရေးအရှိန်မြင့်မှုညွန်ကြားချက်တွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။အာနာသိစတဟာကစားထား6ကိုဖျက်ပြီးကစားထား5အောက်ကိုထက်လိုက်တဲ့အတွက်ကစားထား6ရဲ့အခန်းကဏ္ဍပြီးသွားပြီလို့ နေပြီးတော့သတင်းရင်းမြစ်ကပြောပါရယ်မဖြတ်သိမ်းခင်ကတော့ကစားထချောင်းမှာဒုတိယဗိုလ်ချုပ်ကြီးကနီလင်းအောင်ဖြစ်ပြီးသူကိုအမှတ်တရစစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်ပါရယ် CDN တမတော်အရာရှိတဦးဖြစ်တဲ့ကိုနောင်ယိုးကတော့ကစားထချောင်းကိုအပိုတသက်ထားရတာဆိုတော့လက်ရှိအခြေအနေအရကစားထတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါမယ်လို့မှတ်ချက်ပြုပါရယ်ကစားထားချက်ကိုပြီးခဲ့တဲ့အစ်စိုးရလက်ထက်2008ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိဒုတိယကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူဂျီဆွန်ဝင်းကကာဆာထ6မူဟောင်းဖြစ်ပါတယ်။ကာဆာထ6တာဝန်တွေကိုတော့ကာဆာထ5ကတာဝန်ယူရမယ်လို့သိရတာပါ။ဒါကြောင့်နေပြည်တော်လုံခြုံရေးကို ကာဆာထ5မူဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါ။သူကကာဆာထ1မူတာဝန်ယူခဲ့သူဖြစ်ပါတယ်။အရင်ကာဆာထ5မူဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်က ကာဆာထ2မူဖြစ်လာပါတယ်။ကာဆာထ2မူဒုတိယဗိုလ်ချုပ်ကြီးနနိုင်ဦးကတော့ အရန်အင်အားကိုအပို့ခံခဲ့ရပါတယ်။ကာဆာထအုံမှုကတော့အရင်အတိုင်းဒုတိယဗိုလ်ချုပ်ကြီးဒေသကျော်ဖြစ်ပြီး ကာဆာထလေးမှုနေရာမှာလည်းအပြောင်းလဲမဖြစ်ပဲဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းစေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရတာပါ။စစ်တပ်ရဲ့ကာကွယ်ရေးမှစစ်စင်ရေးအထူးအဖွဲ့ကာဆာထတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ရေးဦးစီးချုပ်ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းကွက်ကဲရေးမှုတို့ရဲ့အုံအနောက်မှာအရေးပါသူတွေဖြစ်ကြပါတယ်ရှင်။